အခုနောက်ထပ်တစ်ခုရှင်းပြသွားမယ့်ခေါင်းစဉ်ကတော့ common teaching method တဲ့ဟန်နေပြီးတော့မှ demonstration pretend demonstration ဆိုတဲ့အကောင်းဆုံးအမဲဖြစ်ပါတယ်။ရှင်းမတော့ကဟိုကကျမ lecture method အကြောင်းလေးရဲ့နောက်က group discussion အကြောင်းလေးရဲ့ပြောသွားခဲ့ပြီးပါပြီ။အခုကတော့ demonstration pretend demonstration ပေါ့နော်။ဆရာဆရာမတို့အားလုံးငငယ်တုန်းက diploma သင်တန်းကျောင်းလေးမှာကျမတို့ nursing foundation ကိုသင်တဲ့အခါကျတော့ demonstration method နဲ့သင်တာကိုသိရပါလိမ့်မယ်။ပြန်သတိရမှာပေါ့နော်။ ဲ့တော့ demonstration ဆရာကနေလုပ်ပြသွားတာကို demonstration လို့ခေါ်ပါတယ်အဲ့ဒါပြီးပြီဆိုရင်ចောင်းသားကဆရာလုပ်တဲ့နီလန်အတိုင်းဘောเนาะ step by step procedure အတိုင်းကိုပြန်ပြီးတော့မှလုပ်ပြတာကိုကြတော့ demo return demonstration လို့ခေါ်ပါတယ်အဲ့တော့ demonstration return demonstration method ကတော့အများသောအားဖြင့်ကတော့ကျမတို့ဘာလို့ပဲတင်တာလဲဆိုတော့ practical skill တွေပိုင်းမှုပါ practice ကိုတင်တာပါ psychomotor domain လို့ခေါ်တာပေါ့နော်အဲ practice ကိုပဲအဓိကထားပြီးတော့သင်ပေးတာပါ nursing procedure တွေသင်တဲ့အခါမှာကျမတို့ဒါကိုအများဆုံးအသုံးပြုပါတယ် ဲ့တော့စာလေးနည်းနည်းကြည့်ရအောင်နော်အဲ့တော့ demonstration နဲ့ return demonstration မှာ demonstration ဆိုတာကဘာလုပ်တာလဲဆိုတော့ to show the learner learner ကိုကျမတို့ကပြတာပေါ့နော်လုပ်ပြတာပေါ့နော်ဘာလို့လုပ်ပြတာလဲဆိုတော့ how to perform a particular skill to establish competence ကိုဘယ်လောက်ထိကိုကောင်းကောင်းပေါ့နော်ဒီ procedure တစ်ခုကိုကောင်းကောင်းလုပ်နိုင်မလဲဘို့ဆိုတာကသူကအဲ့မှာလိုအပ်တဲ့ particular scale ကျွမ်းကျင်မှုတစ်ခုကိုရအောင်လို့သူက how to perform ဘယ်လိုလုပ်ရလဲဆိုတာကိုလှုပ်ဆောင်ပြတာကို demonstration လို့ခေါ်ပါတယ် demonstration ဆိုတာကတော့ဆရာကနေပြီးမှလုပ်ပြတဲ့နည်းလမ်းကိုခေါ်တာပါရှင်အဲ့တော့ return demonstration ကကြတော့သူကဘာလဲဆိုတော့ to establish competence ခုနကဆရာလုပ်ပြလိုက်တဲ့အချိန်မှာဘယ်လောက်ထိကိုကောင်းကောင်းလုပ်ဖို့လုပ်နိုင်တာလိုချင်တယ်လို့ပြောလိုက်တဲ့ဆိုရင်အဲ့လိုမျိုးလိုချင်တဲ့ competence ကိုရဖို့အတွက်ကို by performing with cues from the teacher ဆရာလှုပ်ပြလိုက်တဲ့ accuse တွေအတိုင်းဟောပေါ့နော်တဲလွန်စားတွေအတိုင်းဟောနီလန်းတွေအတိုင်းဟောပြန်ပြီးတော့မှလှုပ်ပြတာကိုကျတော့ return demonstration လို့ခေါ်ပါလေအဲ့တော့ return demonstration ကကျတော့ဟိုလန်နာကနေပြီးတော့မှဆရာကိုပြန်လှုပ်ပြတာပေါ့နော်ဆိုတော့အဲ့လိုမျိုးလှုပ်တဲ့အခါမှာ demonstration return demonstration လှုပ်တဲ့အခါမှာနှစ်ဖက်စလုံးကနေပြီးတော့မှသူတို့မှာ ability စွမ်းရည်တွေလိုအပ်တယ်တဲ့ဆရာကလည်းဒီ practical procedure တခုကိုလှုပ်ပြလိုက်တဲ့အခါမှာကောင်းကောင်းလှုပ်ပြနိုင်တဲ့ scale လို့တယ် ကျောင်းသားဘက်ကလည်းဆရာလုပ်ပြတဲ့အတိုင်းကိုလိုက်မှတ်ပြီးတဲ့အခါကျတော့တသွေးမသိန်းတူအောင်လို့လိုက်လုပ်ပြနိုင်မှုအတွက်ကို scale လုပ်ရဲပေါ့နော်အဲ့တော့ခုနကကျွန်မဟိုက intro လေးမှာပြောထားပါတယ်အဓိကဘာကိုတင်တာလဲဆိုတော့ psychomotor domain ကိုတင်တာပေါ့နော်အဲ့တော့ psychomotor domain ဆိုတာကသူကဘာကိုပြောချင်တာလဲဆိုတော့သူက effect ဟိုက ဟော practice ကိုသင်တာပါ knowledge ရဲ့ attitude ရဲ့ practice မှာကျမတို့က practice ကိုသင်တာဒါပေမဲ့ practice ကိုရဖို့အတွက်ဆိုရင်အရှိရကြတော့ဘာသင်ထားပြီးသားဖြစ်ရအောင်လဲဆိုတော့ cognitive ဒါနဲ့ပတ်သက်ပြီးတော့မှဘယ်လိုလုပ်ရမလဲဒီ procedure ကိုဘယ်လိုလုပ်ရမလဲဆိုတဲ့ cognitive knowledge လည်းသင်ထားရမယ်နောက်တစ်ခါ affective domain ကိုလည်းသင်ထားပြီးသားဖြစ်ရမယ်အဲ့ဒါလေးအကုန်လုံးလည်းပို့ပြီးတော့မှအားကောင်းလာစေနိုင်တယ်ပြီးတော့နောက်ကိုလိုချင်တဲ့ practice skill ပေါ့နော် practical skill ကိုလည်းရစေတဲ့သင်ကြားနည်းတစ်မျိုးဖြစ်ပါတယ်အဲ့တော့ demonstration မှာကျတော့သူက ပါလောက်ရလဲဆိုတော့ demonstration ရကြတော့ဘယ်သူကလုပ်ပြရလဲဆိုတော့ demonstration လို့ပြောမယ်ဆိုရင် teacher ကပဲလုပ်ပြတာပါဆရာကနေပြီးတော့ပဲလုပ်ပြတာဖြစ်တဲ့အတွက်ကြောင့်မလို့ demonstration လို့ပြောမယ်ဆိုရင် demonstration က teacher ရဲ့ activity only ပဲပေါ့နော်အဲ teacher ရဲ့ activity only လို့ပြောလိုက်တဲ့အခါကျတော့ဘာဖြစ်လဲဆိုတော့သူက learner ကပါလုပ်တယ်ဆိုတော့ learner ကထိုင်ကြည့်တာပဲ observation လုပ်တာပဲအဲ့တော့သူ့မှာကကျတော့ passive activity ဖြစ်နေတာပေါ့နော် learner အနေနဲ့ဆိုရင်သူက passive အနေနဲ့ထိုင်ကြည့်တယ် Most effective when instructions are explained verbally I either prior to or during the demonstration အဲ့တော့ demonstration မှာပို့ပြီးတော့မှအကျိုးရှိစေခြင်းလဲဆိုရင်မလုပ်ရမလဲဆိုတော့ဒီ demonstration ကိုမလုပ်ပြခင်မှာကျမတို့ကနေပြီးတော့မှ instruction တွေအကုန်လုံးကိုဗဇက်ကနေပြီးတော့မှရှင်းပြထားပြီးသားဖြစ်ရမယ်တဲ့အဲ့တော့လုပ်တဲ့အချိန်မှာကျတော့သူကလုပ်တဲ့အချိန်ပေါ့နော် pace ကိုကျတော့သူက b enhance slow down ဖြည်းဖြည်းချင်းလုပ်ပြရမယ် into a series of shorter step အဲ့တော့ तू อ่ะ series like တော့လုပ်ပြရမယ်အစင်တိုင်းတော့တစ်ခုပြီးတစ်ခုတော့ series like တော့လုပ်ပြရမယ် तू อ่ะ shorter step ဆိုတာကလောက်မဲ့ step လေးတွေကိုကြာတူတူလေးတွေနဲ့တစ်ခုပြီးတစ်ခုဇက်တိုက်လုပ်ပြသွားရမယ်တဲ့အဲ့လိုမျိုးလုပ်ပြခြင်းအဖြစ်ပေါ့နော်ကျမတို့ကဘာတွေရလာလဲဆိုတော့ sequencing discrete step of the procedure ဒီ procedure မှာရှိနေတဲ့ဒီအချက်ဒီ procedure ပေါ့နော် nesting procedure တစ်ခုလုပ်လိုက်တဲ့အခါမှာအဲ့လိုမျိုး nesting procedure မှာရှိနေတဲ့ discrete discrete ဆိုတာကတစ်ခုချင်းစီတစ်ခုချင်းစီ ဖြစ်နေတဲ့အချက်တွေကိုကျွန်တော်တို့ကနေပြီးတော့မှ sequencing ဆိုတာကကြာသူကအဆီဇင်တကြရှိသွားစေပြီးတဲ့အခါကျတော့အစင်လိုက်တိုင်းလှုပ်လိုက်ခြင်းအပြင် scaffolding ဖြစ်သွားစေပါတယ်တဲ့အဲ့တော့အဲ့မှာ scaffolding ဆိုတဲ့စကားလုံးလေးကိုဆရာမတို့ခဏခဏတွေတွေးနေသလိုလိုဖြစ်နေပြီမဲ့မသိဘူးဆိုရင်ကျွန်တော်တို့ကဘာလုပ်တာလဲဆိုတော့သူကဘလို့ဖြစ်တာလဲဆိုတော့ညှမ်းစင်ထားသလိုမျိုးပေါ့နော်ပုံဖော်လိုက်တာကိုပြောတာတဆင်ချင်းတဆင်ချင်းလှုပ်ပြီးတော့မှကိုလိုချင်တဲ့ပုံကြီးကိုဖော်ပေးလိုက်တာကို scaffolding လို့ခေါ်ပါတယ် အဲ့တော့ provide the learner with a clear and exacting image or stage or scale development သူလိုချင်တဲ့ scale တစ်ခုကိုရအောင်လို့အတွက်ကိုသူတို့လေ့ကျင့်တဲ့အခါမှာတဲ့ clear and exacting image or stage အစင်တစ်ခုချင်းစီတိုင်းတစ်ခုချင်းစီတိုင်းအတွက်ကိုသူကဘာဖြစ်လာစီလဲဆိုတော့ clear and exact ဆိုတာကရှင်းလင်းပြီးတော့မှတိကျတဲ့ပုံရိပ်ကိုဒီ demonstration ကိုကြည့်ခြင်းအပြင်သူတဖြည်းဖြည်းနဲ့သိလာပါလိမ့်မယ်တဲ့အဲ့တော့ demonstration ဆိုတာကဘယ်သူကလုပ်တာလဲဆိုတော့ ဆရာတွေကနေပြီးတော့လုပ်ပြတာပါကျောင်းသားတွေကနေပြီးတော့မှဆရာလုပ်ပြတဲ့ဟာကို observation ပြန်ကြည့်တာအဓိကအားဖြင့်ကျမတို့ practical skill တွေကို step by step လေးတွေလုပ်တဲ့အခါမျိုးမှာဒါကိုသုံးပါတယ်အဲ့တော့နောက်တစ်ခုကကျတော့ demonstration နဲ့တစ်ဆက်တစ်ဆက်တည်းဖြစ်တာ return demonstration အဲ့တော့ demonstration ရှိပြီဆိုရင် return demonstration ကပါအောင်ပါမယ်ဆရာကပဲလုပ်ပြပြီးတော့မှ learner ကပြန်လုံးမပြတာမျိုးတော့လုံးဝမဖြစ်စေနဲ့ပေါ့နော် ဆိုတော့ဒီ return demonstration မှာကြာတော့သူကဘာတွေပါလာလဲဆိုတော့ return demonstration ကိုဘယ်သူလုပ်မလဲဆိုတော့ return demonstration ကိုလုပ်မဲ့လူတွေကကြာတော့ lander တွေကနေပြီးတော့မှလောက်ရမှာဖြစ်ပါတယ်အဲ့တော့ဘယ်အချိန်မှလောက်ရမလဲဆိုတော့သူက should be plan to occur as close as possible တတ်နိုင်သလောက်နီနီကက်ကက်ဖြစ်အောင်လို့လုပ်ရမယ် demonstration ပြပြီးပြီဆိုရင်အချိန်တွေအများကြီးခြားထားတာမျိုးမဟုတ်ပဲねကျမတို့က demonstration ပြပြီးပြီဆိုတာ ਨੇ return demonstration ကိုချက်ချင်းပြန်လုပ်ပြရမယ်ပေါ့เนาะအဲ့တော့အဲ့မှာပါပါလဲဆိုတော့ return demonstration လုပ်တဲ့အခါမှာ beginning the performance လန်နာတွေအတွက်ចောင်းသားတွေအတွက်ဆိုရင်သူကဒါဝစားလုပ်တဲ့အခါမှာသူတို့မှာသူတို့ကိုဆောင်ပွဲစစ်တာလားလို့ထင်သွားတဲ့အတွက်ကြောင့်မို့သူတို့မှာ anxiety တွေရလာတတ်တယ်။အဲ့လိုမျိုးဖြစ်နေမှာဆိုလို့သူတို့ကို need reassurance to reduce their anxiety ဒါကိုပြန်မလုပ်ခိုင်းခင်မှာကျမတို့ကနေပြီးတော့မှသူတို့ရဲ့ anxiety ကိုရောကြစေဖို့အတွက်ကို reassurance လုပ်ပေးရမယ်အားပေးရမယ်ပေါ့နော်။တချို့ကကြတော့ဘာလို့ anxiety တက်တာလဲဆိုတော့တချို့ចောင်းသားတွေကကြတော့ဒီဥစ္စာကိုသူတို့ကို test လုပ်တယ်လို့ထင်တဲ့အတွက်ကြောင့်မို့တက်တာ anxiety တက်ပါပေါ့နော်။အဲ့လိုမျိုးဆိုရင်သူက ် nest ကတော့ coach ပဲပေါ့နော်သူကဆောင်ဝဲဆက်တဲ့ evaluator မဟုတ်ဘူးဒီ procedure လုပ်တဲ့နေရာမှာသူကဆောင်ကြည့်ပေးတယ်နီးပြတယောက်နေနေပဲနေမှာဖြစ်တယ်ဆိုတဲ့ဥစ္စာကိုသိအောင်လို့ပြောပြရမယ်အဲ့လိုမျိုးပြောလိုက်တယ်ဆိုရင်သူကသူ့ရဲ့ saturation က less tense ပေါ့နော်တိတ်ပြီးတော့မှ tension မရှိတော့ပဲနဲ့ပို့ပြီးတော့လည်း comfortable ဖြစ်လာမယ်ဆိုရင်ဒါဆိုရင်ဒီ scale ကို practice လုပ်တဲ့အခါမှာចောင်းသားကပို့ပြီးတော့မှအဆင်ပြေလာလိမ့်မယ်တဲ့အဲ့တော့ဆက်စားချင်း construct that initial performance is not expected to be perfect တဲ့ဘာကိုသတိထားရမလဲဆိုတော့ ကျောင်းသားတယောက်အနေနဲ့ဆိုရင်အရင်ဦးဆုံးဆက်ဆကျင်းလုပ်လိုက်တဲ့ initial performance ဆက်ဆကျင်းလုပ်လိုက်တဲ့အလုပ်ကသူက not expected to be perfect အရင်ကြီးတော့ပြေစုံကောင်းမွန်နေမယ်လို့မျှော်လင့်ထားလို့မရပါဘူးတဲ့။ဘာလို့လဲဆိုတော့သူကဒါအခုမှစလုပ်ကြည့်ရလေစလုပ်ကြည့်ရတဲ့အတွက်ကြောင့်မလို့အမားပါကောင်းပါမှာပဲအဲ့လောက်တော့ကိုကကြိုပြီးတော့မှတွေးထားပေးရမယ်တဲ့။အဲ့တော့ဒါကကြတော့ demonstration written demonstration ကိုကျွန်တော်တို့ definition လေးတွေရှင်းထားပေးတာပါ။အဲ့ဒါပြီးပြီးဆိုရင်ဆရာမတို့စာကြည့်ရမယ့်ခေါင်းစဉ်ကဘာရှိရလဲဆိုတော့ advantages of demonstration ရဲ့ return demonstration ရဲ့နောက်က disadvantages of demonstration ရဲ့ return demonstration ရဲ့ဆိုပြီးတော့မှဆိုးကျိုးကောင်းကျိုးလေးရှိပါတယ်အဲ့တော့ကောင်းကျိုးမှာတော့ဘာတွေရှိလဲဆိုတော့ခုနကပြောထားခဲ့သလိုပါပဲ demonstration return demonstration ကဘာကိုသင်ပါလဲဆိုတော့ကျမတို့ psychomotor domain ကိုသင်ပါဖြစ်ပါတယ်အဲ့ဒါပြီးပြီဆိုရင်ကျမတို့ activity တွေမှာဘာတွေပါမလဲဆိုတော့ learner အနေပြီးတော့မှပြန်ကြည့်လိုက်တဲ့အခါမှာ stimulation of visual auditory competence and skill retention အဲ့တော့အမြင်ကလည်းမြင်ရမယ်နောက်က auditory ဘာလုပ်နေလဲဆိုတာကိုလည်းသူတခါတည်းကြားပြီးတော့မှတ်မိမယ်နောက်ကကိုယ့်ရဲ့ကျွမ်းကျင်မှု competence ကိုလည်းကျမတို့ကနေပြီးတော့မှပြန်ပြီးတော့မှကျွမ်းကျင်အောင်လို့လည်းလုပ်ကြည့်နိုင်မယ်အဲ့တော့ကိုယ်ကိုယ်တိုင်လုပ်ကြည့်ထားတဲ့အတွက်ကြောင့်မို့သူက scale retention ဆိုတာကဒီကျွမ်းကျင်မှုကသူ့ရဲ့မှတ်ဉာဏ်ထဲမှာဆွဲမြဲပြီးတော့မှကျန်နေမှာဖြစ်ပါတယ်တဲ့နောက်ဒီ demonstration return demonstration ကိုပဲကျမတို့က reputation ထက်ခတ်တယ်လဲလဲလုပ်လိုက်တော့မယ်ဆိုရင်ထက်ခတ်တယ်လဲလဲလေ့ကျင့်မယ်ပြန်လုပ်ကြည့်မယ်ဆိုရင်သူက increase confidence သူ့ကိုယ်သူပို့ပြီးတော့မှယုံကြည်စိတ်ချမှုကလည်းရှိလာမယ် confidence ပို့ပြီးတော့လည်းသူတက်လာမယ်နောက်က scale retention သူဒါကိုလည်းပို့ပြီးတော့မှအုံနောက်ထဲမှာဆွေးမြေးသွားမှဖြစ်တယ်အဲ့တော့ဒါတွေမှာ opportunity for overlearning to achieve the goal အဲ့မှာ overlearning ဆိုတာကအလွန်ကျွန်းလေးလာတဲ့လေးလာနိုင်တဲ့ပေါ့နော်သူစိတ်ကြိုက်တက်တလောက်လုံးချင်တလောက်လုံးအဲ့ဆိုရင်သူတဖြည်းဖြည်းနဲ့တက်သွားမှာပဲသူ့ကိုလည်းကျမတို့ကနေပြီးတော့မှ overlearning opportunity တွေလည်းပေးနိုင်မှာဖြစ်ပါတယ်တဲ့ဒါကတော့ကောင်းကျိုးပေါ့နော် ဆိုတော့ဆိုးကျိုးနေလဲဆိုရင်ဘာရရှိလဲဘာရရှိလဲဆိုတော့တခါဆရာကနေလောက်ပြမယ်ចောင်းသားကနေပြန်လောက်ပြမယ်ចောင်းသားအယောက်90ဆိုရင်အခါ90လောက်ပြတာကိုစောင်းရမယ်ဆိုတော့အဲ့မှာဘာရလို့လဲဆိုတော့ plenty of time အချိန်တွေအများကြီးလိုတာပေါ့အချိန်တွေအများကြီးမပေးနိုင်ဘူးဆိုရင်ဒါပြဿနာတစ်ခုဖြစ်လာမယ်နောက်တစ်ခါကျတော့ size of the audience size of the audience မှာဒီဆရာလောက်ပြတာကိုကြည့်တဲ့အခါကျတော့ဥမာလူတရာတို့200ရာတို့ဆိုရင်ဆရာလောက်ပြတဲ့ဥစ္စာကိုဝိုင်းအောင်ပြီးတော့ကြည့်ဖို့ဆိုတာအဆင်မပြေတော့ဘူးအဆင်မပြေတဲ့အခါကျတော့သူက ဒီကြီးမဲ့လူဦးရေကိုကျမတို့ကနေပြီးတော့မှ cap small တဖြည်းဖြည်းလေးအုပ်စုတွေလေးဖြစ်အောင်လို့ခွဲရမယ်ခွဲရတဲ့အခါကျတော့သူကအဲ့ဥစ္စာကိုခွဲတဲ့ဥစ္စာကိုလည်းသူက opportunity for practice သူတို့ကိုယ်တိုင်လုပ်ကြည့်ဖို့လည်းအခွင့်အရေးပေးရမယ် close for supervision သူတို့လောက်တာမှန်လားမမှန်လားဆိုတာကိုလည်းဆရာကလိုက်ပြီးတော့မှစောင့်ကြည့်ပေးရမယ်အဲ့လိုမျိုးဆိုတော့လူအင်အားတွေအများကြီးတုံးပြီးတော့မှအချိန်တွေအများကြီးပေးဖို့လိုတယ်အဲ့တော့ဒီ demonstration လုပ်တဲ့တချို့ equipment တွေကကြတော့ can be expenses to purchase အဲ့တော့ဒီမှာဆိုရင်သူက ဝယ်ဖို့လည်းအရန်စေးကြီးတဲ့အရာကြီးလည်းဖြစ်ကောင်းလည်းဖြစ်နိုင်တယ်အဲ့မျိုးဆိုရင်လည်းကုန်ကျစရိတ်ကအရန်များတယ်နောက်တစ်ခါကျတော့လူတွေအများကြီးကိုတခါတည်းဒီ scale တွေအများကြီးတက်ပအောင်လို့လုပ်ဖို့ဆိုရင်ကျမတို့ extra space and equipment နေရာတွေအကျယ်ကြီးလိုတယ်ပစ္စည်းတွေအများကြီးလိုတယ် now competency evaluation စစ်တဲ့အခါမှာပေါ့နော်သူတို့ဘယ်လောက်တက်သွားလဲဆိုတဲ့ evaluation ကိုပြန်စစ်တဲ့အခါမှာဘယ်လိုပြန်စစ်ရလဲဆိုတော့ဆရာအကြောင်းသား ratio က1:1ပေါ့အကြောင်းသားတစ်ယောက်ကိုဆရာတစ်ယောက်ကနေစစ်ရတဲ့အခါကျတော့ ကျောင်းသားအရောက်တရာစစ်ဖို့ဆိုရင်ဆရာတွေကလည်းအများကြီးလိုအပ်တယ်ဒါမှမဟုတ်လည်းဆရာကအချိန်မောင်းမြောင်းစွာထိုင်စစ်ပေးနေရတယ်ပေါ့နော်ဒါကတော့ demonstration return demonstration မှာကြုံတွေ့ရမယ့် advantages တွေနဲ့ disadvantages တွေပါဒီ advantages disadvantages အခမ်းအနားတော့ဆရာမတို့ထုံးစံတိုင်းပဲကြည့်ရမယ့်အပုပ်လေးဖြစ်ပါတယ်အဲ့တော့နောက်တစ်ခေါက်ဆိုရင်တော့ကျမတို့တွေဘာအကြောင်းတင်မလဲဆိုတော့ကျမတို့နဲ့တိတ်မရင်းနှီးတဲ့ gaming ဆိုတဲ့ teaching method လေးအကြောင်းကိုတင်မှာဖြစ်ပါတယ်